မိလာပါဒီတဲ့အတူတကွလိလဆန်းစစ်ကြမဲ့အကြောင်းအရာကတော့ဓမ္မတိကျန်တဲ့ကအလွန်အရေးပါပြီးလက်တွေ့ကြတဲ့အခန်းတခန်းဖြစ်တဲ့ယောမဩဝါဒစာ အခန်းကြီး7ပဲဖြစ်ပါတယ်ဟုတ်ကဲ့မိလာပါဒီအချက်လက်တွေ့ဝက်အခြေခံထားတာကတော့ The Wise Believers ကပြုစုထားတဲ့လိလမှုတွေဖြစ်ပါတယ်ဟုတ်ပါတယ်ယောမဩဝါဒစာက အခန်းတစ်ခနစ်ဆက်တဲ့အထီမှာလေယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်တွေနတ်နေတဲ့အယူဝါဒဆိုင်ရာအမှန်တရားတွေကို တော်တော်လေးအကျယ်တဝင့်ရှင်းပြခဲ့ပြီ။ဟုတ်ကဲ့။အခုအခန်းစနစ်ကိုရောက်တဲ့အခါမှာတော့လေတံကပြောင်းသွားတယ်။ဆိုတော့โอเคဒီလောက်ကြီးမြတ်တဲ့အမှန်တရားတွေကိုယုံကြည်လက်ခံပြီးတဲ့နောက်မှာလက်တွေ့ဘဝမှာဘလို့အတက်ရှင်နေထိုင်ကြမလဲ။ဆိုတဲ့မေးခွန်းကိုဖြေတော့မယ့်အပိုင်းကိုရောက်လာတာပါ။အင်း theory ကနေလက်တွေ့အသုံးချမှုစီကိုကူးပြောင်းလာတာပေါ့။ဟုတ်ပါတယ်အဲ့ဒီလိုမျိုးပေါ့ကျမတို့ရဲ့နေ့စဉ်ဘဝနဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတာကိုပို့ပြီးသဘောပေါက်ဖို့ပါပဲဟုတ်ကဲ့ဆက်ဆက်ချင်းမှာပဲတော်တော်လေးစိတ်ဝင်စားစရာကောင်းနေ อืมနည်းနည်းလေးအတွေးခေါ်ကိုစိန်ခေါ်တဲ့ UN စတခုနဲ့စထားတာတွေ့ရတယ်အဲ့ဒါကတော့မိမိကိုယ်ကိုအတက်ရှင်တော့ပူဇော်တကအဖြစ်ဆက်ကချင်းဆိုတာပဲဒီစကလုံးကဘာကိုဆိုလိုတာလဲနည်းနည်းလေးထူးခြားတယ်လို့ထင်ရတယ်တကယ်ကိုအဓိကကြတဲ့အချက်နဲ့ဆောက်ပြလိုက်တာပါအခန်းငယ်ဆက်မှလေဖယားသခင်ရဲ့ဂရုဏာတော်ကိုထောက်ထားပြီးတင်တို့ရဲ့ကိုးခန္ဓာကိုဖယားသခင်နှစ်သက်လက်ခံတော်မူသောအသက်ရှင်တော်တန်ရှင်တော်ပူဇော်တကားသူဆက်ကကြလောလို့ဆိုထားတယ်ဟုတ်ကဲ့ဤဒီကတင်တို့ပြုရသောဝိညာဉ်ရေးအဝတ်ပြုခြင်းဖြစ်၏တဲ့ ဒီအသက်ရှင်သောပူဇော်တကားဆိုတာလေဓမ္မဟောကျမ်းခေတ်ကလိုသတိဆံကို ပူဇော်လိုက်တည်တော်လိုက်ပုံစံမျိုးမဟုတ်တော့ဘူး။อืม၊ကွဲပြားသွားပြီပေါ့။ဟုတ်တယ်။ဒါကတခါတည်းပူဇော်ပြီးပြီးသွားတာမဟုတ်ဘူး။အသက်ရှင်နေတဲ့၍နေ့စဉ်နဲ့အမျှကိုယ့်ရဲ့တကောလုံးဘဝတစ်ခုလုံးဆိုပါတော့ကိုယ့်ရဲ့အချိန်စွမ်းရင်ဆုံးဖြတ်ချက်တွေလောက်ရက်တွေအတွေးခေါ်တွေအားလုံးကိုဖျားတခင်နေ့သက်လက်ခံမဲ့ပုံစံနဲ့အသက်ရှင်ခြင်းအားဖြင့်စက်ကတ်နေရမယ်လို့ဆိုလိုတာ 哦ဒါဟာအပတ်စဉ်အသင်းတော်တွားတဲ့ချိန်လေးတွေမဟုတ်တော့ဘူးတနေ့တာလုံးတစ်ပတ်လုံးတဘွားလုံးပဝန်သွားပြီအဲ့ဒီတော့ဝိပြုခြင်းဆိုတာတခြင်းဆိုတာစုတုံးတာထက်အများကြီးပိုကျေပြန့်သွားတဲ့သဘောပေါ့ကျမတို့ရဲ့အလုတ်ခွန်ကအလုတ်သေးမိသားစုနဲ့ဆက်ဆံရေးတွေငွေကြေးတုံးဆွဲပုံတွေအားလုံးဟာဖျားရှင်မောက်ကပူဇော်တကာရဲ့အစေပိုက်တွေဖြစ်လာနိုင်တာပေါ့ဟုတ်ပါပဲ အဲ့ဒီသဘောပါပဲဒါသူတို့လေးကြီးမားတဲ့အမြင်ပြောင်းလဲမှုပဲပြီးတော့အခန်းငယ်နှစ်မှာဆက်ပြောထားတာကဤလောကဤပုံစံထံကိုမလိုက်ကြနှင့်တင်တို့ဤစိတ်နှလုံးကိုအတိပြုထင်ခြင်းအားဖြင့်ပုံစံထံပြောင်းလဲကြလောဟုတ်ကဲ့တောမတာဖျားသခင်ကောင်းမြတ်တော်နှစ်သက်ခွေဖြစ်တော်စုံလင်သောအလိုတော်ကအဘဲရာချီတီကိုပိုင်းခြား၍တည်နိုင်ကြလိမ့်မည်တဲ့အဲဒီလောကရဲ့ပုံစံထံဆိုတာဘာကိုဆိုလိုတာလဲပြီးတော့စိတ်ကိုအတိပြုပြင်ခြင်းဆိုတာကတော့ဘလို့မျိုးလဲ လောကရဲ့ပုံစံထမ်းဆိုတာကတော့ကျွန်တော်တို့ကိုဝန်ရံနေတဲ့လူဖရစီရဲ့တံမိုးထားမှုတွေအတွေးခေါ်တွေဦးစားပေးမှုတွေကိုဆိုလိုတာပေါ့ဥပမာအောင်ငင်မှုဆိုတာရာထုငွေချင်းနဲ့တိုင်းတာတာမျိုးอืมอืมကိုကျိုးကိုပဲရှေ့တိုင်းတန်တာမျိုးလက်စားချေလို့စိတ်မျိုးတစ္စည်းဥစ္စာကိုအလွန်မင်းတတ်မှတ်တာမျိုးအဲ့လိုမျိုးတွေပေါ့ဖျားသခင်ရဲ့လမ်းညွှန်မှုနဲ့ဆန့်ကျင်နေတဲ့အတွေးခေါ်ပုံစံတွေအလေးထက်တွေများနေပဲဟုတ်ကဲ့ဒီရေစီးချောင်းတွေမျောမပါသွားဘူးတရီပေးနေတာ စိတ်နှလုံးကိုအတိပြုပြင်ချင်းဆိုတာကအဲ့ဒီလောကရဲ့အတွေးခေါ်တွေအစားဖျားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အမှန်တရားတွေကိုကိုယ့်ရဲ့အတွေးထဲစိတ်ထဲမှာနေရာပေးပြီးကိုယ့်ရဲ့ရှုမြင်ပုံဆုံးဖြတ်ပုံတုံပြန်ပုံတွေကိုပြောင်းလဲဖြစ်ဖို့ကြိုးစားခြင်းပဲအင်းဒါတခါလုတ်ပြင်ပြီးတော့လာမျိုးမဟုတ်ဘူး နေ့စဉ်နဲ့မြအခြေအနေတိုင်းမှာကိုယ်စိတ်ကိုပြန်ဆန်းစစ်ပြီးဖျားအလိုတော်နဲ့ညီအောင်ချင်းကြီးနေရတဲ့လုပ်ငန်းစဉ်တစ်ခုပါဟုတ်ကဲ့ဒီလိုအတွင်းစိတ်ပြောင်းလဲမှသာဖျားသခင်ရဲ့အလိုတော်ကိုမှန်မှန်ကန်ကန်ပိုင်းခြားသိမြင်နိုင်မယ်မဟုတ်ရင် လောကရဲ့ဆန်နှုန်းတွေနဲ့ပဲတိုင်းတာမိနေမှာဆိုတော့ကိုယ်စိတ်ကိုလောကရဲ့ programming တွေကနေဖျားရဲ့ programming စီကိုအမြဲတမ်း update လုပ်နေရလို့မျိုးပေါ့ဟုတ်ပါတယ်အဲ့လိုပြောလို့ရပါတယ် တကယ်လို့ဒါကပထမပြောခဲ့တဲ့အသက်ရှင်သောပူဇော်တခါနဲ့လဆက်ဆက်နေရကိုတဘောလုံးကိုဆက်ကပ်ဖို့ဆိုရင်ကိုရဲ့အတွေ့အခေါ်ကလည်းဖျားနဲ့တတားတဲ့ကြောင့်နေဖို့လိုတာကိုမှန်ပါတယ်ဒါကတူးချင်းရဲ့အတွေ့မိုင်းပြင်ဆင်မှုလို့ဆိုနိုင်မယ်ဒီနေ့ဆက်ပြီးတော့အခန်းငယ်တုံးကန်နေရှစ်မှာအတိုင်းဝိုင်းအဖွဲစီအတွင်းမှာဘလို့နေထိုင်ရမလဲဆိုတဲ့ဘက်ကိုကူပြောင်းသွားပုံရတယ်နှိမ်ချမှုအကြောင်းစပြောတယ်ဟုတ်ပါတယ်အခန်းငယ်တုံးမှာ သင်တို့တဦးစီတိုင်းကငါဆိုဒီကမိမိကိုယ်ကိုထိုက်တဲ့ထက်တာရွက်မထင်မှတ်ပဲဖျားသခင်သည်တဦးစီအောင်ဝင်းကားပေးသနာတော်ဟူသောယုံကြည်ခြင်း၏အတိုင်းတအတိုင်းမျှတာစွာစဉ်စားဆင်ခြင်ကြလော့လို့ရှင်းရှင်းလင်းလင်းတိုက်တွန်းထားတယ်။ဟုတ်ကဲ့ဒီနှိမ့်ချမှုအကြောင်းကိုဒီနေရာမှာဘာလို့ထည့်ပြောလဲဆိုတာစိတ်ဝင်စားစရာပဲ။နောက်ဆက်တွဲအခန်းငယ်ဒီမှာဝိညာဉ်ကြီးရဆူကျေစုတဲ့အကြောင်းပြောတော့မှာမို့လို့ဖြစ်နိုင်တယ်။အော်ဆက်ဆက်မှုရှိတာပေါ့။ဟုတ်ကဲ့ ကိုမှရှိတဲ့စုကျေစုကြောင့်မာနဝင်တာမျိုးတခြားသူတွေကိုအထင်သေးတာမျိုးမဖြစ်အောင်ကြိုတင်တတိပေးထားတဲ့သဘောပါမြတ်တာစွာစဉ်းစားဆင်ခြင်ခြင်းဆိုတာကကိုယ့်ကိုအတော်မကြဘူးလို့နှိမ်ချလွန်းတာမျိုးလည်းမဟုတ်ဘူးဟုတ်ဥမာဖျားပေးထားတဲ့အစွမ်းအစာစုကျေစုကိုတိရှိပြီးလက်ခံတာဒါပဲပဲအဲ့ဒါကကိုတော်လိုမဟုတ်ပဲဖျားရဲ့ကျေစုတော်ကြောင့်ဖြစ်တယ်ဆိုတာကိုအတိမတ်ဖြူပြီးမမနာ မထောက်ဖို့ပြောနေတာ ဲ့တော့မြတ်တဆွာစဉ်းစားရဲဆိုတာကကိုကိုကို short တွေ့တာလည်းမဟုတ်ဘူးပေါ့နော်ဟုတ်ပါတယ် short တွေ့တာလည်းမဟုတ်တလို့ကိုကိုအထင်ကြီးမာနထောင်လွှားတာမျိုးလည်းမဟုတ်ဘူးအဲ့ဒီနောက်မှာတော့လူသီးများနဲ့ခရစ်တော်ရဲ့ကိုခန္ဓာပုံဥပမာကိုသုံးထားတဲ့ငယ်လင်းကလူကိုခန္ဓာမှာအင်္ဂါအုပ်ရှိတဲ့အများကြီးရှိပြီးတခုသိသိမှမတူညီတဲ့အလို့တောင်းဝင်တွေရှိသလိုပဲယုံကြည်သူတွေဟာလည်းခရစ်တော်၌ကိုခန္ဓာတစ်ခုတည်းဖြစ်ပြီးအချင်းချင်းအင်္ဂါတွေဖြစ်ကြနေတယ် ဒီပုံဝမကဘာကိုအဓိကမိမောင်းထိုးပြချင်တာလဲဒါကအဓိကအချက်နှစ်ချက်ကိုပြလဲတခုကစီလုံးညီညွတ်မှု unity ပေါ့อืมငါရောအလုံးဟာခရစ်တော်ကိုဥဟင်းထားတဲ့ကိုခန္ဓာတစ်ခုရဲ့အစိပ်ပိုင်းဒီပဲဆိုတာနောက်တစ်ခုက မတူကွဲပြားမှု diversity ဟုတ်ကဲ့ကိုခန္ဓာမှာမျက်စိနားလက်ခြေစသဖြင့်မတူညီတဲ့အင်္ဂါတွေသူ့နေရာနဲ့သူအရေးပါတယ်လို့ပဲယုံကြည်သူတဝူးချင်းစီမှာလည်းဖျားပေးထားတဲ့မတူကွဲပြားတဲ့စုကျေးစုတွေရှိတယ်ဆိုတာပဲ အင်းအင်းအခန်းငယ်6ကနေရှေ့မှာအဲ့ဒီစုကျေးဇူးတွေတချို့ကိုဥပမာပေးထားတယ်လေ Prophet ပြုခြင်းအမှုတော်ဆောင်ခြင်းတွင်တင်ခြင်းတိုက်တွန်းအားပေးခြင်းပေးကမ်းစွန့်ကြဲခြင်းဥဆောင်ခြင်းကရုဏာပြခြင်းစသဖြင့်ပေါ့ဟုတ်ကဲ့အရေးကြီးဆုံးကဒီစုကျေးဇူးတွေဟာအစင်အတန်းခွဲခြားမှုမဟုတ်ပဲအားလုံးဟာကိုခန္ဓာကြီးတစ်ခုလုံးကောင်းမွန်စွာလဲပတ်ဖို့အတွက်လိုအပ်ပြီးတစ်ခုနဲ့တစ်ခုအပြားအလဲမီခုံနေကြတယ်ဆိုတာနားလည်ဖို့ပဲဟုတ် မျက်စိကလက်ကိုနင်မလို့ဘူးလို့ပြောလို့မရတလို့မျိုးပေါ့အတိကြပဲဒီစုကျေးစုတွေကိုစိတ်အားထက်တန်စွာရေရောစွာဝမ်းမြောက်စွာအပြုပြုဖို့လဲတိုက်တွန်းထားတယ်ဒါဟာကိုရရှိထားတာကိုတီးပြီးအတင်းတော်လို့ခေါ်တဲ့ကိုခန္ဓာရဲ့အကျိုးအတွက်တက်တက်ကြွကြွတွန်းဖို့တောင်းရှိတယ်ဆိုတဲ့သဘောပါဒါဆိုရင်အတင်းတော်ဒါမှမဟုတ်ယုံကြည်သူအတိုင်းအဝိုင်းဆိုတာတယောက်ယောက်ကချုပ်ကင်ထားတာမျိုးမဟုတ်ပဲမတူကွဲပြားတဲ့အစွမ်းအဆက်စုကျေးစုတွေနဲ့အချင်းချင်းအပြန်အလှန်ချိတ်ဆက် အောက်ဖြစ်တိဆုပ်ထားတဲ့တက်ရှိအဖွဲ့အစည်းတစ်ခုလိုဖြစ်နေရမှာပေါ့ဟုတ်ပါတယ်ကိုနေရကိုတိပြီးတာဝန်ကျေဖို့တယောက်ကိုတယောက်လေးစားဖို့အားပေးဖို့လိုအပ်တယ်ဆိုတာရှင်းပါတယ်ကောင်းပြီဒီတော့ကိုကိုကိုဖျားတဲ့စကက်အနံပြီးငယ်တိနေအတိုင်းဝိုင်းထဲမှာနှင်ချစွာနဲ့ကိုအခန်းကဏ္ဍကနေပါဝင်ပြီးတဲ့အခါငယ်၃ရှိအခန်းစနစ်ရဲ့နောက်ဆုံးအပိုင်းငယ်၉လစ်စနစ်မှာတော့ ပိုပြီးခြေပြန်းတဲ့လူမှုဆက်ဆံရေးနဲ့နေစဉ်အသက်တာအထက်အသေးစိတ်လမ်းညွှန်ချက်တွေအများကြီးပေးထားတာတွေ့ရတယ်။ဒါတွေကတကက်လက်တွေ့ဘဝရဲ့အခြေအနေတွေနဲ့တိုက်ရိုက်သက်ဆိုင်နေပြီ။အမှန်ပဲ။အခန်းငယ်၉ကနေစပြီးကြည့်ရင်အရာလက်တွေ့ကြတဲ့အချက်တွေဆက်တိုက်ပဲ။အဓိကအခြေခံကတော့မီတာ။ဒါပေမဲ့ဘလိုမီတာမျိုးလဲဆိုတော့ကိုတတ်မှတ်ပေးထားတယ်။မီတာဒီဟန်ဆောင်ကြီးမရှိစင်နဲ့ငယ်၉ကန် 嗯，很上木木西的没得。好的，苏鲁拉噶阿波言的木木古脚对七边的没有木后边，什么的油大的没得没有皮阿没。比如，木高木个色素原下加了，高木来酸面加了嘞。好的。没得苏拉，阿妈妈木快吃呗，也阿龙个来看阿没有木后边。木高木个边边大大银白边，刚的牙个呗，开开妈妈路上的没得没有皮阿没。好的。那边，阿亲亲色色也不得比着嘞。 ညီကိုချင်းချစ်တဲ့ကဲ့သို့တူးကိုတူးချစ်ခင်စုံမကြလောဂုံပြုတ်ချင်းကတူးကိုတူးဦးစားပေးကြလောငယ်စဲလို့ဆိုထားတယ်ကို့တဲ့သူတစ်ပါးကိုခြေတန်းတင်ဖို့အတိနော့ပြုဖို့ဆိုတဲ့တပေါ့ပေါ့မှန်ပါတယ်ဒါကအစောပြောခဲ့တဲ့နှင့်ချမှုနဲ့လက်ဆက်ဆက်နေတယ်နော်ပြီးစစ်ခံစားမှုပိုင်းမှာလဲဝမ်းမြောက်တော့သူတို့နဲ့အတူဝမ်းမြောက်ကြတော့ငိုကြွေးတော့သူတို့နဲ့အတူငိုကြွေးကြလော်တဲ့ဒါကတော်တော်လေးအရေးကြီးတဲ့စာနာမှုဦး empathy ကိုပြခိုင်းတာပဲဟုတ်ပါတယ် သူများရဲ့ပျော်ရွှင်မှုမှာအတူပျော်နိုင်တယ်လို့သူများရဲ့ဝမ်းနည်းမှုမှာလည်းအတူခံစားပြီးနိုင်ရမယ်။ကိုနဲ့မဆိုင်ဘူးဆိုပြီးလစ်လူရှူတာမျိုးမလုပ်ဖို့ပေါ့။ဒါပြင်မြင့်စင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေအတွက်စိတ်တဘောထားပိုင်းဆိုင်ရာလမ်းညွှန်ချက်တွေလည်းပါတယ်။မျိုးလင့်ချင်းနိုင်ရှင်လန်းကြလို့ဆေးရဒုက္ခနိုင်တိခံကြလို့ဆူတောင်းချင်းနိုင်မဖြစ်ဆွဲမြဲကြလို့တဲ့။အင်းဘဝမှာအဆင်ပြေနေခြင်းမှာတော့အခက်ထဲကြုံနေခြင်းမှာပါမှန်ကန်တဲ့စိတ်တဘောထားရှိဖို့လမ်းညွှန်တာ။ နောက်ပြီး AWP ဖို့ငယ်စတောင်းအချင်းချင်းတဘောတူညီဖို့မာနထောင်လာမှုရှောင်ဖို့ငယ်စချောက်စတာတွေလည်းပါတယ်ဟုတ်ကဲ့ဒါရီအောင်နှုဟာဇန်နဝါရီလူမှုဆက်ဆံရေးနဲ့ယဉ်ကျေးတဲ့ခရစ်ယာန်အသက်တာရဲ့အမလက္ခဏာတွေလို့ဆိုနိုင်တယ်ဒါပေမဲ့ဒီအပိုင်းမှာတကယ်ကိုအကြီးမားဆုံးစိန်ခေါ်မှုလို့ပြောနိုင်တဲ့လမ်းညွှန်းချက်တွေကတော့အင်းကိုကိုမကောင်းပြောသူညင်ဆဲသူဒါမှမဟုတ်ရန်သူလို့တတ်မှတ်နိုင်တဲ့သူတွေရဲ့ပေါ့ ဘလို့တုံ့ပြန်ရမလဲဆိုတာနဲ့ပတ်သက်တဲ့အချက်တွေပဲဟုတ်တယ်အဲ့ဒီဘိုင်းကတကယ်ဝဖိရင်နဲ့တော့မှဒါတကယ်ဖြစ်နိုင်မလားလို့တွေးမိစေတဲ့အချက်တွေအခန်းငယ်၄မှာတင်တို့ကိုညှင်းဆဲသောသူတို့ဟာကောင်းကြီးပေကြလော့ချိန်ဆဲခြင်းကိုမဖြူပဲကောင်းကြီးပေကြလော့တဲ့ဟင်းကိုကိုဒုက္ခပေးနေတဲ့သူကိုကောင်းကြီးပေးဖို့ဆိုတာလူတပါဘဝနဲ့ဆန့်ကျင်ပကြီးဖြစ်နေကတိုလေခက်ခဲတဲ့တိုက်တွန်းချက်ပဲဟုတ်ကဲ့နောက်ပြီးအခန်းငယ်၁၇မှာ မိသူကမြ၊မကောင်းမှုအတော့မကောင်းမှုနဲ့ပြန်ယူမတွန့်ပြန်ကြနဲ့။လက်စားချေလို့စိတ်ကို လုံးဝတားမဲ့ထားရ။ဟုတ်တယ်။ပြီးတော့တနိုင်သမျှလိုပေါင်းတို့နဲ့တင့်မြက်စွာနှီးကြတော့ငင်းဆက်ချေဆိုတော့ကိုဘတ်ကအစလီရမဖြစ်ဖို့နင်းချင်ရုပ်ကိုဦးစားပေးဖို့ပြောနေတာဒါဒီမကသေးဘူးအခန်းငယ်ဆက်ကူမှာပိုပြီးလေးနဲ့သွားတယ်ချစ်သူတို့တင်တို့ကိုယ်တိုင်လက်စားမချေကြနဲ့ဖះသခင်ရဲ့အမြင့်တော်အဖို့နေရာပေးကြလော့တဲ့အင်းအเจ้าမူကား လက်စားခြေချင်းသည်ငါ၏အမှုဖြစ်၏ငါသည်ကိုယ်တိုင်အစာပေးမိဟုသာဝရဖျားမိန့်တော်မူ၏ဟုကြံစာလာသည်ဆိုပြီးတော့ကိုယ်တိုင်တရားစီရင်သူမလုပ်ဘဲတရားမြတ်တမှုတည်းဖျားသခင်ကိုအားကိုးခိုင်းတာဒါတော်တော်လေးကိုစိတ်ကိုချုပ်တေးရမယ်ကိစ္စပဲဟုတ်ပါပဲကိုစိတ်ထဲကဒေါသနဲ့လက်စားခြေလိုစိတ်ကိုခြုံနှိမ်ဖို့လိုအပ်တယ်အခက်ဆုံးဖြစ်နိုင်တဲ့လမ်းညွန့်ချက်ကတော့အခန်းငယ်20ပါပဲထို့ကြောင့် တေးရန်သူဒီစာလောင်လင်သူအားအစာချွေးလောရေငက်လင်သူအားတောက်เสียပေးလောဟုတ်အเจ้าမူကဤတို့ပြုချင်းဖြင့်တင်းဒီသူဤခေါင်းပေါ်၌မိခဲကိုစူပုံစေလိမ့်မည်အဲ့ဒီမိခဲစူပုံစေခြင်းဆိုတာဘာကိုဆိုလိုလားလဲအဲ့ဒါကအတိဘယ်ကောက်လွဲနိုင်တယ်တချို့ကလက်စားချီတာလို့ထင်ကြတယ်ဒါပေမဲ့ရှေးခေတ်အရှေ့အလယ်ပိုင်းယဉ်ကျေးမှုမှာအဲ့ဒါကနောင်တရအောင်လုပ်တာအဆက်ရပြီးပြန်စင်စားမိအောင်လုပ်တာကိုညီညွတ်တာဖြစ်နိုင်တယ် ဆိုလိုတာကရန်သူကိုတုံ့ပြန်တိုက်ခိုက်မဲ့အစားဂျင်နာမူးနဲ့ကူညီလိုက်တဲ့အခါသူ့ရဲ့အဖြစ်ကိုသူကိုယ်တိုင်သတိပြုမိစေပြီးနောင်တရစေနိုင်တယ်ဆိုလိုတာဖြစ်နိုင်မယ်။အိုးဒါကလောကရဲ့နီလန်းနေနဲ့လုံးဝပြောင်းပြန်မယ်။တကယ်ကိုပြောင်းပြန်မယ်။တကယ်ကိုပြောင်းပြန်လန်ထားတဲ့နီလန်းတွေပဲဒီလိုရန်သူကိုမေတ္တာပြောရမယ်ဆိုတဲ့အချက်တွေအလုံးရဲ့အနစ်ချုပ်လို့ဖြစ်သွားတာကနောက်ဆုံးအခန်းငယ်27ပဲ။မကောင်းမှုအပြင်အရှုံးမခံနဲ့ ကောင်းမှုအပြင်မကောင်းမှုကိုအောင်လို့ဟုတ်ပါတယ်ဒါတခုလုံးရဲ့အဓိက message လို့တော့ပြောလို့ရမယ်ထင်တယ်ရန်လုံမှုတွေမတရားမှုတွေကြုံလာရဲ့အခါဒေါသနဲ့လက်တုံပြန်လိုက်ရင်ကိုယ်လည်းမကောင်းမှုရဲ့တားကောင်ဖြစ်သွားမယ်အဲ့ဒီအစားကောင်းမှုမေတ္တာကျေနပ်မှုတွေနဲ့တုံပြန်ခြင်းအပြင်သာမကောင်းမှုရဲ့တန်တရားကို ဖြစ်တော့ပြီးအခြေအနေကိုအနိုင်ယူနိုင်မယ်ပြောင်းလဲနိုင်မယ်လို့ဆုလိုတာပေါ့တော်တော်လေး radical ဖြစ်တဲ့အကြံပေးချက်ပဲအတိအချာတာပဲ ယောမစနစ်မှာပါတဲ့ဒီလမ်းညွန်ချက်တဲ့ဟာရေးခဲ့တာနှစ်တောင်းညထုံနီဝါရှိပြီဖြစ်ပေမဲ့ဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခြေအနေတွေအတွက်လည်းအငွင်ခွင်ကြဖြစ်နေစေလိုက်နာဖို့စိန်ခေါ်မှုရှိနေစေဖြစ်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးစဉ်းကျင်တွန်းကပ်ကြည့်ဖို့အတိတ်ကအချက်လေးတွေပြန်ထုတ်လို့ရရင်ဟုတ်ကဲ့ပထမအချက်ကဝိပုကိုဝယ်ရင်ဆိုတာတင်းတင်းကြပ်ကြပ်နဲ့အတင်းကြော်အစော့အူတွေမှာပဲလုပ်တဲ့အရာမဟုတ်တော့ဘူးကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်ကိုင်းစကားပြောဆိုပုံ ဆုံးဖြတ်ချက်ချပုံအတွေးခေါ်အလုံးဟာဘုရားတခင်အတွက်အတက်ရှင်တော်ပူဇော်စကားထင်နေရမယ်ဆိုတဲ့အမြင်ကိုလက်ခံဖို့လိုတယ်။อืมဒါဟာနေ့စဉ်ဘဝရဲ့ရှုထောင့်တိုင်းကိုပြောင်းလဲစေနိုင်တဲ့အမြင်ပါ။ဟုတ်ပါတယ်။ဒုတိယချက်ကကျွန်တော်တို့ကိုဝင်းရင်နေတဲ့လောကရဲ့အတွေးခေါ်တွေတန်ဖိုးထားမှုတွေနောက်ကိုသတိမထားမိပဲလိုက်ပါမသွားဖို့အရေးကြီးတယ်။ဘုရားတခင်ရဲ့နှုတ်ကပတ်တော်နဲ့လမ်းညွှန်မှုတွေကိုအခြေခံပြီးကိုယ့်ရဲ့စိတ်တဘောတာအတွေးခေါ်တွေကိုနှိမ့်စင်တဲ့အမြတ်စမ်းစစ်ပြီးအတိတ်ဖြူပြန်နေဖို့လိုအပ်တယ်။ ဟုတ်ကဲ့ဒါမှသာလောကရဲ့ပုံစံနဲ့နေမသွားပဲဖះရဲ့ကောင်းမြတ်တဲ့အလိုတော်ကိုပိုင်းခြားသိမြင်နိုင်မှာမှန်ပါတယ်တတိယချက်ကကိုယ်မှာဖះပေးထားတဲ့စုကျေစု အစွားအစားတစ်ခုခုရှိတယ်ဆိုရင်အဲ့ဒါကိုမာနဝင်ဖို့မဟုတ်ပဲနှင်းချမှုနဲ့လက်ခံပြီးအတိုင်းဝိုင်းအတင်းတော်ရဲ့အကျိုးအတွက်ဆေးရချက်တန်စွာနဲ့အတုံးချဖို့တာဝန်ရှိတယ်ဆိုတာအမြဲတတိယနေဖို့ပါကိုဟာပူကြီးမားတဲ့ကိုခန္ဓာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးတယောက်တည်းဖြစ်ယူမှုမရှိဘူးဆိုတာနားလည်ဖို့လိုတယ် อืมအချင်းချင်းမိခိုနေကြတာဗောဟုတ်ပါတယ်ဒုတိယအချက်ကကျွန်တော်တို့ကိုဝင်းရနေတဲ့လောကရဲ့အသွေးခေါ်တဲ့တံပိုးထားမှုတွေနောက်ကိုတတိမထာမိပဲလိုက်ပါမတော်ဘူးအရေးကြီးတယ်ဖရာတခင်ရဲ့နောက်ကပတ်တော်နဲ့လမ်းညွန်မှုတွေကိုအခြေခံပြီးကိုယ့်ရဲ့စိတ်တဘောတာအသွေးခေါ်တွေကိုနှင်းစင်တဲ့အမြအဆန်းစစ်ပြီးအသက်ဖြူပြင်းနေဖို့လိုအပ်တယ်ဟုတ်ကဲ့ဒါမှသာလောကရဲ့ပုံစံနဲ့နှင်းမသွားပဲဖရာရဲ့ကောင်းမြတ်တဲ့အလိုတော်ကိုပိုင်းခြားတည်မြဲနိုင်မှမှန်ပါတယ် တတိယချက်ကကိုမဖျားပေးထားတဲ့စုကျေစုအစွမ်းအစတစ်ခုခုရှိတယ်ဆိုရင်အဲ့လာကိုမာနာဝင်ဖို့မဟုတ်ဘဲနှင်းချမှုနဲ့လက်ခံပြီးအတိုင်းဝိုင်းအတင်းတော်ရဲ့အကျိုးအတွက်ဆရာထက်တန်စွာနဲ့အတုံးချဖို့တာဝေရှိတယ်ဆိုတာအမဲတရိယာနေဖို့ပါကိုဟာပိုကြီးမားတဲ့ကိုခန္ဓာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးတယောက်တည်းပြည့်စုံမှုမရှိဘူးဆိုတာနားလည်ဖို့လိုတယ်။ဟွန်းအချင်းချင်းမိခိုနေကြတာပေါ့ဟုတ်ကဲ့နောက်ဆုံးနဲ့အခက်ဆုံးခင်နိုင်တဲ့အချက်ကတော့ ရန်သူအပေါ်မေတ္တာနဲ့တွန့်ပြန်ဖို့လမ်းညွှန်ချက်ပဲ။ဒါဟာခရစ်ယာန်အသက်တာရဲ့အမြင့်ဆုံးစံနှုန်းတွေကတစ်ခုဖြစ်တယ်လို့အကြီးမားဆုံးစင်ခေါ်မှုလည်းဖြစ်တယ်။ဒါပေမဲ့မကောင်းမှုရဲ့တန်တရားကိုဖျက်တောက်ဖို့ခရစ်တော်ရဲ့မေတ္တာနဲ့ခွင့်လွှတ်ခြင်းကိုလက်တွေ့ပြသဖို့အထူးရောက်ဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကိုစဉ်းကျင်ဖို့ပါ။ကောင်းလိုက်တဲ့အနစ်ချုပ်ပါပဲဒီနေ့ရောမအခန်းကြီး7ကိုခြုံငုံကြည့်လိုက်တဲ့အခါယုံကြည်ခြင်းဆိုတာခေါင်းထဲမှာတည်ထားအောင်တတ်တယ်မဟုတ်ပဲ လက်တွေ့ဘဝမှာဘလို့အသက်ရှင်နေထိုင်ရမလဲဆိုတဲ့လမ်းပြမြေပုံတစ်ခုလိုဖြစ်နေရကိုတွေ့ရလေဟုတ်ပါပဲမိမိကို အသက်ရှင်သောပူဇော်တကားဖြင့်စကတ်ချင်းနေစပြီးအတိုင်းဝိုင်းထဲမှာနေချစွာနဲ့ကိုယ်အခန်းခဏနဲ့ပေါဝန်တာမတူကွဲပြားပေမဲ့စီလုံးညီညွတ်တဲ့ကိုယ်ခန္ဓာဖြင့်အတူတကားတည်ရှိတာ ဖီယိုနေ့ချင်းမောမှာဟန်ဆောင်မှုမရှိတဲ့မေတ္တာကိုလက်တွေ့ပြတာတာအထူးသဖြင့်ကိုယ်ဆန့်ကျင်သူလေးအပေါ်မှာတော့ကောင်းမှုအားဖြင့်မကောင်းမှုကိုအောင်နိုင်ဖို့ကြိုးစားတာအထိတကိကိုဖြစ်ဆုံးတဲ့လက်ညွန့်ချက်တွေပါဟုတ်ပါတယ်နောက်ဆုံးအနေနဲ့နားထောင်သူတွေကစဉ်းစားစရာတွေ့တဲ့တခုထားခဲ့ခြင်းပါတယ်ဒီအခါမှာဖော်ပြထားတဲ့အသက်ရှင်ခြင်းစံနှုန်းတွေအထူးသဖြင့်အခန်းငယ်၁၄ကနေ၂၀တင်းမှာပါတဲ့ရန်သူကိုတုံ့ပြန်မှုနဲ့ပတ်သက်တဲ့အချက်တွေဟာတကယ်ကိုမြင်မာပြီးလိုက်နာဖို့ခက်ခဲပါတယ် ဟုတ်ကဲ့တကယ်ခက်ပါတယ်။ဒါမဲ့စဉ်းစားကြည့်အောင်ဒီလိုင်းညွန့်ချက်တွေကတခုခုကိုပဲရွေးပြီးဥပမာဒီတပတ်တူမှာကိုကိုစိတ်နှောင့်ယှက်ဖြစ်စေခဲ့တဲ့သူရောရောက်ကိုစိတ်ထေကနေကောင်းကြည့်ပေးဖို့ကြိုးစားကြည့်မယ်။ဒါမှမဟုတ်ကိုကိုမတရားဘူးလို့ခံစားရအောင်လုပ်ခဲ့တဲ့သူရောရောက်အကွယ်လက်စားချေလို့စိတ်အစားဘုရားသခင်တရားစီရင်ပါစေလို့ဆုတောင်းပေးလိုက်မယ်။အင်းဒါမှမဟုတ်အခွင့်အရေးရတဲ့အဲ့လိုလူမျိုးကိုကျင်းတဲ့စကားတခွင်ပြောကြည့်မယ်ဆိုရင် အဲ့လိုတင်းခဲ့တဲ့လုပ်ရတခုကကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်ပေါ်မှာဘလို့တဲ့အောင်မရှိလာနိုင်မလဲဟုတ်ဒါမှမဟုတ်ကိုယ့်နဲ့တူလို့ကြကဆက်ဆံရေးအခြေအနေကိုရောဘလို့အပြောင်းလဲသေးသေးလေးတွေချက်ဆင်နိုင်မလဲဒါလေးကိုကိုယ်နဲ့လက်တွေ့ဆက်သက်ကြည့်ဖို့စဉ်းစားစရာပြထားခဲ့ခြင်းပါတယ်တကယ်ကိုလက်တွေ့ကြပြီးစဉ်းစားစရာပြတဲ့မေးခွန်းပါပဲ ဒီနေ့ရောရောမအခန်းကြီး၁၂ရဲ့အရေးကြီးတဲ့အချက်လက်တွေနဲ့လက်တွေ့ကျလမ်းညွန်ချက်တွေကိုအတူတကွလေ့လာသုံးသပ်ခဲ့ကြတဲ့တွေ့အချိန်ပေးပြီးနားထောင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ်။